ပြက်စင်ဘီးတွေကိုလည်းစိတ်ကြိုက်သုံးပြီးရင်ကျွန်တော်တို့ဒီအိမ်မှာရှိ air cooling ကိုလည်း share သုံးလို့ရတယ် air cooling တော့သုံးလို့ရတယ်ဆိုတော့ဗျာတခြားလျှက်စစ်ပစ္စည်းတွေတော့ AC ပဲဒီဒီယန်ဘက်ထရီအမျိုးအစားဖြစ်တော့တဲ့ကြောင့်မို့လို့ဒီပြည်နာပိုင်းမှာမြင့်မာပြီးတော့ဆွမ်းဆောင်ရည်ပိုင်းကလည်းအကျန်းကောင်းတယ်အဲ့ဘာကင်းပြီးတော့အတန်အားလည်းညိနေ။အမခင်ကလည်းဒီကောင်ကို10နှစ်ထိတောင်မှပေးထားတာဖြစ်တော့တဲ့ကြောင့်မလို့30တူတည်းရဲ့ဘတ်ဂျက်ကိုလည်းခြွေတာရရောက်တယ်။ အားလုံးမင်္ဂလာပါဒီကနေ့မှာတော့ရန်ကုန်မြို့တာကရမြို့နယ်မြခွာမြို့အောင်ကောင်းကျောင်းအရာအတွင်းမှာရှိတဲ့အာလာမင်းသာကိုပိုင်အထက်တန်းကျောင်းမှာပြည့်စစ်တာအပိစနစ်အတွက်ဘလူးအင်ဗာတာနဲ့ဘက်ထရီအတွဲဆက်ကိုအသုံးပြုထားလဲဆိုတာကိုလိုက်ပြပေးမှဖြစ်လို့ကျွန်တော်အတူလိုက်ပါကြည့်ရှုကြရအောင်ဟုတ်ကဲ့အခုဆိုလို့ရှိရင်ကျွန်တော်တို့ရောက်ရှိနေတဲ့နေရာကတော့ဒီလာမင်းသာကိုပိုင်အထက်တန်းကျောင်းမှာပေါ့နော်ကျွန်တော်တို့ရဲ့ဘက်ထရီနဲ့အင်ဗာတာတွေကိုဘလူးမျိုးအတွဲဆက်ပြီးတော့အသုံးပြုနေလဲဘလူးမျိုးတက်ဆင်ထားလဲဆိုတာကိုတစ်ချက်တော့ကြည့်ကြရအောင် လာမင်းသာကိုပိုင်တန်တန်းကျောင်းရဲ့ကျွန်တော်တို့ရဲ့ဒီ battery နဲ့ inverter ထားတဲ့အကန့်နဲ့ရောက်ရှိနေရပါတော့။ဒီမှာဆိုလို့ရှိရင် VPD 6လုံးနဲ့ဒီ low watt 6လုံးကိုသူအတွဲလိုက်တက်ထားတာ။အာပြီးတော့ဒီမှာတက်ဆင်ထားတဲ့ကျိုးတွေနဲ့ဒီ installation ဘိုင်းမှာဆိုလို့ရှိရင်လည်းတေချာတက်တက်ရဲ့လေးနဲ့လုပ်ပြီးထားတယ်။ပြီးတော့ဒီ inverter နဲ့ battery ကိုသူကဘာအတွက်သုံးမှလဲဆိုလို့ရှိရင်ဒီကျောင်းလုံးမှာရှိတဲ့ layer set တာအပြင်စနစ်အတွက်အကုန်လုံးသုံးပါ။ပန်ကားတွေပါမယ်၊ air con တွေပါမယ်၊ layer set ပစ္စည်းနဲ့ပတ်သက်တဲ့ဟာတွေပါမယ်၊ဘီးလင်းရောင်တွေအကုန်လုံးပါမယ်။ အဲ့အကုန်လုံးအတွက်သူကဒီအတွဲလေးကိုသုံးတာလားဒီ Bigori Battery အမျိုးအစားတွေကဒီ DDN Battery အမျိုးအစားဖြစ်တော့တဲ့ကြောင့်မို့လို့ဒီပြည်နာပိုင်းမှာမြင့်မာပြီးတော့ဆွမ်းတော်ရေးပိုင်းကလည်းအကျန်းကောင်းတယ် Error ကင်းပြီးတော့အတန်ကလည်းညိနေတယ်တက်ဆင်တဲ့အချိန်မှာလည်းသူကလောလောကူကူလေးနဲ့တက်ဆင်လို့ရတယ်လို့မျိုးတနည်းအားနဲ့တနည်းအားကိုရွှေ့တဲ့ချိန်မှာဆိုလို့ရှိရင်လည်းဖက်ခက်ခဲခဲနဲ့ရွှေ့ပြရမလို့ဘူးကျွန်တော်တို့ရဲ့ဒီ battery အောက်မှာဆိုလို့ရှိရင်ဘင်းလုံးတွေပါတဲ့အတွက်ကြောင့်မလို့လလကူကူလေးနဲ့ရွှေ့လို့ရတယ်အမခင်ကလည်းဒီကောင်ကို10နှစ်ထိတောင်မှပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့30သူတွေရဲ့ budget ကိုလည်းရွှေ့တာရရောက်တယ် ဒီ Vivo D Lithium Battery တွေကို Grade A ဆက်စစ်လေးနဲ့အသုံးပြုပေးထားတာဖြစ်တော့တဲ့ကြောင့်မို့လို့အယူသေးပိုင်းမှာတော့အရန်ကောင်းပြီးတော့ဆန်းကောင်းရေးပိုင်းကတော်တော်လေးကိုမြင့်တယ်။ Battery အပြည့်မပြည့်ကိုလည်းစောင့်ကြည့်ပြီးတော့ Inverter နေပြီးတော့အခွင့်ပေးလုပ်စနေကြမလို့ battery management system communication ရရှိလာတာဖြစ်တော့တဲ့ကြောင့်မို့လို့သုံးဆွဲတဲ့ချိန်မှာလည်းဒီကိကင်းနဲ့အသုံးပြုလို့ရတယ်။ဒီ global inverter ဆိုလို့ရှိရင်လည်းနည်းပညာပိုင်းမှာတော်တော်လေးမြင်မာပြီးတော့ဆွမ်းဆောင်ရည်ပိုင်းကလည်းတော်တော်လေးကိုကောင်းတယ်။ smart monitoring system ပါဝင်တဲ့အတွက်ကြောင့်မို့လို့ကောင်းမွန်တဲ့လျှက်စစ်ဆေးအားကိုလည်းပြန်လည်ထုတ်ပေးနိုင်တဲ့အခြေရ။ global tracking inverter တွေကစွမ်းအင်တာအားမြင်မာတဲ့အတွက်ကြောင့်မို့လို့အိမ်သုံးမှဖြစ်ဖြစ်၊ရုံးသုံးမှဖြစ်ဖြစ်ဘယ်နေရာပဲသုံးသုံးအဆင်ပြေတယ်။ဒီနှုန်းကလည်းခြုံတာတဲ့အတွက်ကြောင့်မို့လို့အခုဒီဈေးကွက်ထဲမှာအယောင်းရဆုံး model လေးတစ်ခုပြန်တယ် Vivo ဒီ battery နဲ့ Growwatt inverter တွေကိုဘာတွေသုံးလို့ရမလဲဆိုလို့ရှိရင် PSM တွေကိုလည်းစိတ်ကြိုက်တော့ပြီးရင်ကျွန်တော်တို့ဒီအိမ်မှာရှိ air con တွေကိုလည်း share သုံးလို့ရတယ် air con တွေတော့သုံးလို့ရတယ်ဆိုတော့ဗျာတခြားလက်စက်ပစ္စည်းတွေတော့ကတော့ AC ပဲဒီလာမင်းသာကိုပိုင်အထက်တန်းကျောင်းမှာတက်ဆင်လာတဲ့ Vivo ဒီနဲ့ Growwatt inverter အတွဲဆက်လေးရဆိုလို့ရှိရင်ဒီကျွန်တော်တို့ကျောင်းတင်တာမကဘဲနဲ့ဆက်ယုံအလုပ်ယုံနေဒါမှမဟုတ်လို့ရှိရင်လည်းဈေးုံဈေးကနေရအစားအသုံးပြုလို့ရတဲ့အတွက်ကြောင့်မို့လို့အကျန်းကိုကောင်းတဲ့ ိုအတုံးဝင်တဲ့အတွေ့အကြုံဖြစ်တယ်။လာမင်းသားကိုပိုင်ထက်တန်းကြောင့်မှတက်ဆင်လာတဲ့ PVD 314 MPR battery နဲ့ Gowar Dragon inverter အကြောင်းကိုအသေးစိတ်ပြောပြပေးခဲ့တာဖြစ်ပါတယ်။အာကျွန်တော်တို့ရဲ့ဒီ MK Solar မြန်မာကတင်သွင်းတဲ့ product တွေကိုစိတ်ဝင်စားလို့မှာယူခြင်းနဲ့ဆိုလို့ရှိရင်တော့ online phone number ဖြစ်တဲ့39936 111 114ကိုဆက်သွယ်မှာယူနိုင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာကျန်တဲ့ဆိုတဲ့ကြောင့်